ပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာချိုတကူကလေးရေးသားပူဇော်ထားသည့်ကလေးမျိုးများစီတော်သာသနာရိပ်သာ အကမဟာဓမ္မကမ္မဌာနစရိယဗဒနာစေကိဏဆရာတော်ဘုရားကြီးဤဓမ္မရတစာစုများဤအပိုင်းဆက်လေးကိုဆက်လက်မျှဝေပါမယ်ရှင်။အတော်အားတဲ့မြေခွေ32ပုံကလွတ်ဖို့အဝေးကြီးကိုအိမ်ကကိုပဲရုံထွက်ကြည့်ပေါ့တတ္တိကောင်းရင်တော့ အတော်အားတဲ့မြေခွေးမဖြစ်အောင်စူးစားကြပါအာယုံတွင်နဲ့ပြပြီးအဖမ်းမခံရအောင်စူးစားကြပါဘုဝဆဘုဝလဲဘုအစုံဘုအစဆိုတာတမ္မာတန်ဗုဒ္ဓဘုအလဲဆိုတာရှင်မဟာဗုဒ္ဓဂောတာဘုအစုံဆိုတာဆရာတော်ဥပုံသာသနာဝင်မှာ ပြောစမှတ်ရှိထားတာဒါကဆရာတော်ဥပုံနဲ့ပတ်သက်လို့နမ်းမတော်မေနူးကရှောက်ခဲ့ဘူးတဲ့ ဆရာတော်တပည့်တော်အမတို့ကိုမေတ္တာကိုပို့သလားဖရာတည်းဒီတော့ဆရာတော်ကဘလို့ပြန်မိန့်တယ်လဲဟဲ့တပ်ပေတတ်တာတဲ့မယ်နုတို့လည်းပါတယ်တဲ့ဖြေပုံလေးကခတ်သိမ့်ကုံတော်အာယုံ၅ပါး၌ညီငယ်တက်ကုံတော်တတဝါတို့သည်ဆိုပြီးတော့မေတ္တာပို့ရတာလေဟုတ်ကဲ့လားတတဝါဒီဟာအာယုံကိုညီကပ်နေတာအဲ့ဒါတတဝါလို့ခေါ်တယ် အာယုံလေးတွေမရှိရင်ဘလို့မှ မပြောဘူးအာယုံလေးတွေရှိမှ ပြောတာကိုဟာကိုလေးလာကြည့်ပါလားပုံလေးရိုင်းရိုင်းပြောကြည့်ပါလားပပဝရီဟာမင်းကုသကြီးလှအားကြီးလို့ထွက်ပြေးတာဟုတ်ကဲ့လားဘာလို့ထွက်သွားတာလဲရုပ်ဆိုးလွန်းလို့ရုပ်ဆိုးဆိုရင်တော့ခွေးလေးတောင်ဘသူမှကောက်မပွေဘူးနော် ခွေးဖြစ်ရင်တော့ရုပ်ဆိုးရင်ဘသူမှ အလေးမလုပ်ဘူးဟုတ်ကဲ့လားလှရင်တော့ဟဲချစ်စရာလေးဆိုပြီးကောက်ယူသွားတော့တာပဲပပဝရီကသူ့တိုင်းပြည်ပြန်သွားတော့မင်းကူသားကမေးကြည့်ပါလားမင်းစည်းစိမ်နဲ့နေနိုင်သလားလို့လေပပဝရီနောက် မလိုက်ရဘူးလားလိုက်ရတယ်နော် မနေနိုင်ဘူးဆိုကြည့်ပါလားတတဝါရီဟာအာယုံမရှိရင်မနေနိုင်ဘူးအာယုံကအများကြီး သားအာယုံတမီးအာယုံလင်းအာယုံမယားအာယုံအများကြီးလျှောက်ပြောလိုက်တော့အများကြီးအာယုံတွေကြီးပါပဲအာယုံမရှိရင်ပျော်ရဲ့လားမပျော်ဘူးအဲ့ဒီမျက်စိလေးကမြင်းစရာအာယုံတွေထဲမှာနေတာမြင်းစရာအာယုံကလေးရှိမှပျော်တာဒါကြောင့်တချို့ဗီဒီယိုတွေရောဘာတွေရောညာတွေရောပတ်စံပေးပြီးတော့တွားရတာ တချို့စရိရှိုးတွေတော့ကြည်ရတာထင်နေတော့ငါလဲမြင်ဘူးတာမဟုတ်ဘူးမေးထားရတာခမညာစတိတ်ဆိုတဲ့ဘာလဲစင်ရှိုးဆိုတာကဘာတဲ့ပြရတာအောက်ကမောမော့ကြီးဘာကြည့်တာလဲမသိဘူးကွာပတ်စံလဲပေးရသေးကိုကိုကိုတောင်ပြမြောက်ပြပြသေးတယ်ကွာအတော်အရာပဲ အဲ့ဒီအထဲငါးတပည့်တွေမပါပါဘူးနော် မနေနိုင်လို့ကြည်ရင်တော့အပေါ်က တက်ကြည့်ကြနော်အောက်ကတော့မောမကြည့်ကြနဲ့ဗဇက်ကလည်းဟောင်းလောင်းကြီးနဲ့မျက်စိတွေမကဘူးဗဇက်ကြီးပါကြည်တာအခုလေမင်းကူတပပဝရီပြန်သွားတော့နေလို့ရသေးလားမရဘူးပျော်သေးလားမပျော်တော့ဘူး ဘာမရှိလို့လဲအာယုံမရှိလို့မျက်စိကအစင်းနဲ့မှ ပြောတာ အစင်းမရှိရင်မပြောဘူးဘာနဲ့တူတယ်လဲဆိုတော့မျွေနဲ့တူတယ်မျွေကိုသေးချကြည့်မွေဟာရုပ်ရှင်ထဲမှာမွေကနေတာရှင်းရှင်းထဲမှာမနေခြင်းဘူးမွေရဲ့တဘာဝကရှုပ်ရှုပ်ရှက်ရှက်လှုပ်တာပြောင်ပြောင်လေးဆိုရင်တိတ်မဟုတ်ခြင်းဘူး ဒါသူတဘာဝပဲဟုတ်ကဲ့လားအရှုပ်တွေထဲမှာပျော်တယ်မွေတွေနဲ့တူပါသည်တဲ့ခုမင်းကူတာလိုက်ပြီးယောဂီတွေသွားတယ်လို့ပဲကြွားတယ်လှမ်းတယ်ချတယ်နဲ့သွားလီမလားဒုံဆိုင်ပြီးသွားလီမလားမသိဘူးဒုံဆိုင်သွားမှာပေါ့နော်အဲ့ဒါမှတ်ထားကြ ခန္ဓာကိုယ်တသက်လက်လက်လုံနေတာဟာလောဘဒေါသမောဟတွေရှိနေလို့ဆိုတာမှတ်ထားလိုက်စမ်းပါလောဘဒေါသမောဟရှိရင် ခန္ဓာကိုယ်တွက်လက်တယ်လောဘဒေါသမောဟမရှိရင်ခန္ဓာကိုယ်မတွက်လက်ပါအဲ့ဒါခဏခဏဖုံးကြီးကစဘူးပါတယ်နော်အမြဲတမ်းရှ िख ိုးအိတ်ကြကဲမေးလိုက်ကြဖုံးဖုံးပြဘာကိုရှ िख ိုးအိတ်ရမှလဲလို့ လောဘဒေါသမောဟကိုရှ िख ိုးအိတ်ကြမှတ်မိလားမောင်မင်းကြီးသားများ ကျမ်းမာကြပါစေ ဖုန်ကြီးကြပါစေတက်ရှိကြပါစေအန်ဒီရဲကင်းကြပါစေလို့လဲဆုတောင်းမြတ်တာပို့ကြ သူတို့တွေရှိလို့သာငါတို့တနေ့တနေ့တွက်လက်နေကြတာမဟုတ်လားပျော်နေကြတာမဟုတ်လားဘာရှိလို့ပျော်နိုင်တာလဲပျော်စံ လောဘဒေါသမောဟရှိလို့ပြောတာမဟုတ်ရင် မပြောဘူးညီငွေဤဆိုတာလာလိမ့်မယ်ညီငွေသဘောဟာ အပြည့်မြင်လို့ညီငွေတာရှုလိုက်ပါလားခန္ဓာရဲ့အပြည့်တွေမြင်မှာခန္ဓာ၅ပါးရဲ့အပြည့်တွေလေဒါမှခန္ဓာဝင်ကလွတ်ခြင်းမှာဟုတ်ကဲ့လားကဲဒါတော့ပဲထားကြစို့နော် အာယုံနဲ့ဖန်းပုံပြောရအောင်မယ်မဟောတထာနဲ့ကေဝိပုံနာကြီးပညာစမ်းပြိုင်ပွဲထင်မာရဲ့စစ်တိုင်းရင် တိုင်းပြည်လူထုတွေထိခိုက်မှာဆိုလို့ပညာရှင်နှစ်ဦးပညာပြိုင်နေကဲဝေးချတဲ့ပုံကိုကအရှုံးလားအေးစီကံကျက်ဆွဲတာကဝိကအသက်ကြီးတယ်မဟုတ်လားမဟောတထာကငငယ်လေးမဟုတ်လား ဒီတော့ဝေချဖို့ရာကိစ္စအစည်းကန်းဆွဲတာကို သူတို့မှလည်းသူတို့တွေရှိမှာပေါ့နော်စာရွက်ကလေးကိုမြားမှာတက်ပြီးတော့မြားကိုပြစ်လွှတ်လိုက်တော့မြို့ရဲရောက်သွားမှာပေါ့အဲ့ဒါမဟောတထာလက်ထဲမအဲ့ရဘူးလားမဟောတထာကစည်းကန်းလုံးပုံကိုမတည်ဘူးလားသိတယ်နော်ကဲတီတော့တီပီးသားတွေကိုခြုံကြဆို့နော်မဟောတထာကတော့အာရပါရအေးဝါအောင်အိမ်မယ် ငန့်သားရေးတွေနဲ့အာရပါရရေချိုးမယ်။အကောင်းမွန်တွေမစားဘူးလားစားတယ်။အဝေကောင်းတွေမွေးဘူးလားဝတ်တယ်။မင်းကြီးအနာသွားတော့ဘာလို့ကျင်တယ်လဲဆိုတော့နန်းစင်ပရမကြီးတောင်းတယ်မပေးလိုက်ဘူးလားပေးလိုက်တယ်။ ကေဝိပုံနာကြီးကမျောနေတာမြို့တော်ကြီးရဲ့အနောက်ကနေအရှိကို မျောနေတာသူကတေချာပေါက်တွက်ထားတာမဟုတ်လားမဟောတထားကငယ်ရွယ်သူဆိုတော့သူ့ကို ရိုသေပြုမှာပဲပေါ့ဟုတ်ကဲ့လားမျောနေတော့နေကအထွဲနေနဲ့မျက်နှာနဲ့မတိုက်ဘူးလားတိုက်တယ်ချွေးတလုံးလုံးနဲ့ရှိမှာပေါ့ ကိုင်းပိဋကတ်တို့ရေမဟောတထာရဲ့လက်ထဲဘာပါလာတယ်လဲဗရမယာကဲခုကေဝေပုံနာကဘာကိုစိုက်ကြည့်နေတယ်လဲဗရမယာကိုအဲပိဋကတ်တို့စိုက်ကြည့်နေတယ်လို့ရှိရင်မပေါ်ချားနဲ့နော်ဟောဗျာစိုက်ကြည့်နေလို့ရှိရင်မပေါ်ချားနဲ့ခုမျက်စိဘယ်ရောက်နေလဲဗရမယာစီဘာနဲ့ဖန်ထားလဲဗရမယာနဲ့ဟောဒါဖြစ်ရင်ဗရမယာကဝိထုကာမ ကေဝိပုံနာရဲ့လောဘတဏှာကကိလေသာကာမယံသူသည်ဗရမ ्या မဟုတ်ပါကိုယ်ပိုက်ထဲမှာရှိတဲ့လောဘတဏှာသာယံသူတိရဲ့လားဒီလောဘရှိလို့ဗရမ ्या စီကို စိုက်ကြည့်နေတာဟုတ်ကဲ့လား အိုက်တော့ကေဝဘုံနာရဲ့မျက်စိကစက်ခူးထွာရဟုတ်ကဲ့လားဗရမများဆိုတဲ့ပညာကရူပါယုံဒီလိုလားအဲ့ဒီနှစ်ခူးကိုဆွဲလိုက်တော့စက်ခူးဝိညာဉ်ဆိုတဲ့စိတ်ကလေးကဟောဒီမှာဗရမများကိုမြင်မှာပေါ့အဲ့ဒီဗရမများကိုမြင်တဲ့စက်ခူးဝိညာဉ်စိတ်ကလေးနဲ့တွဲပြီးတော့ဖြစ်တယ်ဖတာကလာမှာပေါ့ဒီဗနာမှာညီကက်နေမှာပေါ့ဟုတ်ကဲ့လား ဖတာပစ္စယဝေဒနာဆိုတာလာမှာပြီးတော့ဝေဒနာရဲ့နောက်မှာတဏှာဆိုတာမလာပေဘူးလားအဲ့ဒီတဏှာကိုတတ်ရမှာပြိတ္တတို့မျက်စိကတတ်ဖို့ရမဟုတ်ဘူးဗရမ ्या ကလည်းတတ်ဖို့ရမဟုတ်ဘူးမြင်စိတ်ကလေးကလည်းတတ်ဖို့ရမဟုတ်ဘူးဖတာဝေဒနာတို့ကလည်းတတ်ဖို့ရမဟုတ်ဘူးတဏှာကိုတတ်ရမှာ တမျိုးထပ်ပြောမယ်ကေဝေပုံနာရဲ့မျက်စိနဲ့တကွာတကိုယ်လုံးဟာယုတ်ခန္ဓာဖွဲ့ရင်ယူပက်ခန္ဓာဟုတ်ကဲ့လား ဗရမညာကင်ထားတဲ့မဟောတထာရဲ့လက်ထဲကဗရမညာလာတကိုယ်လုံးပြောရင်ယုတ်အစင်းနဲ့ပြောရင် ယူပါယုံယုတ်ဆိုတော့ခန္ဓာဖွဲ့ရင်ရူပခန္ဓာဗရမညာကလည်းရူပခန္ဓာကေဝေပုံနာရဲ့မျက်စိကလည်းရူပခန္ဓာအဲ့ဒီနှစ်ခုတိုက်ရင်စက္ခုဝိညာဉ်စိတ်ကလေးမလာပေဘူးလားစက္ခုဝိညာဉ်စိတ်ကလေးကဝိညာဉ်နဲ့ခန္ဓာဟောခန္ဓာ၃မျိုးဖြစ်သွားပြီ ဖတ်တာကသင်္ခါရခန္ဓာ၄မျိုးလားဝေဒနာကဝေဒနာခန္ဓာ၅မျိုးလားအဲ့ဒီခန္ဓာ၅မျိုးစလုံးကသစ္စာကောက်ပါဟေလို့ဆိုတော့ဒုက္ခသစ္စာဟုတ်ပြီနော်အဲ့ဒီတော့ဒုက္ခသစ္စာမရှုမမြင်မသိအဝိဇ္ဇာအာကုတ္တအဲ့ဒီမှာလာတာဟုတ်ကဲ့လားကဲရှုကြည့်လိုက်ရအောင် အေးမရှုဆိုတော့မကိုဖြတ်လိုက်ရှုပြေမမြင်ဆိုတော့မကိုဖြတ်လိုက်မြင်မသိဆိုတော့မကိုဖြတ်လိုက်သိအဝိဇ္ဇာဆိုတော့အကိုဖြတ်လိုက်ဝိဇ္ဇာအကုသိုလ်ဆိုတော့အကိုဖြတ်လိုက်ကုသိုလ်အေးအခုတိုင်းမှတ်တိုင်းမှတ်တိုင်းသာဟောဒီလို ဖြစ်နေတာဘလောက်အဖို့တန်တယ်လဲဆိုတာမှတ်လိုက်ကြပါမှတ်မိကြပါလားအေးဖြတ်တယ်ဆိုတာပဲတယ်ခေါ်မှာပေါ့ ငြိမ့်နေဆိုရင်လေအဲ့ဒါကအဝိဇ္ဇာကို မီးလုံလိုက်ရင် အဝိဇ္ဇာကမောဟဆိုတော့မောဟမီးပေါ်နောက်ကလိုက်တဲ့တဏှာကို မီးလုံတော့တဏှာမီးဥပဒံမီးအဲ့ဒီမီးငြိမ့်လိုက်တာပါပဲမီးငြိမ့်တာကိုနိရောဓကောက်မှာပေါ် ်အခုကေဝေပုံနာသည်ဘာကိုစိုက်နေသလဲဗရမ ्या ကိုနောမဟောတထာသည်ကေဝေပုံနာကိုဘာပြဖန်းနာလဲဗရမ ्या ပြဖန်းနာဒါကိုသိရင်ပိဋိတတို့အဘိဓမ္မာသိရင်32ဘုံတွင်မှပုံကိုယ်တွေဖန်းဖို့ဘာမှမခတ်ဘူးဗျာဖန်းရင်ရတာပဲကဲကေဝေပုံနာရဲ့စိတ်แทပေါ်တာလေးစိတ်ကူးတာလေးပြောကြအောင်စုံတော့ ငါကြားဘူးတယ်မဟောတထာသည်အဲကောင်းဆောင်ကောင်းနဲ့ထိုက်ထိုက်တန်တန်ဖြစ်တဲ့လက်ဆောင်တွေဘာတွေညာတွေပေးတတ်တယ်လို့ကြားဘူးတယ်ဧကနာငါသူ့ကိုယ်သူအဲကောင်းဆောင်ကောင်းနဲ့ထဲ့လိုက်မှာပေါ့သူနဲ့ထိုက်တန်နဲ့ဗရမ ्या ဆိုတဲ့လက်ဆောင်ပေးမှာပဲလို့စိတ်ကမလာဘူးလား အဲ့ဒီစိတ်ကလေးလာခြင်းဒီပင်လင်သူစိတ်တက်ကမြင်မြတ်တဲ့စိတ်လားယုံညံ့တဲ့စိတ်လားမပြောတတ်ဘူးဟင်ယုံညံ့တဲ့စိတ်ဟုတ်လားအေးဒါလေးနဲ့ပြဖန်းတာခုမဟောတထာက မေးလိုက်ဆိုခု လိုချင်သလားဆိုတော့ကေဝေပုံနာဟန်ဆောင်နိုင်သေးလားဟန်မဆောင်တော့ဘူးကဲလဝါခံဆိုတော့တစ်ဖက်သေးလားနှစ်ဖက်လားနှစ်ဖက်ခံမနော်ဟုတ်ကဲ့လားလက်နှစ်ဖက်ကြီးနဲ့ဖြန့်ခံထားတာမဟောတထာကဗရမယားကိုလက်ဖျားလေးနဲ့တိုက်ပြီးတော့လှမ်းပြလိုက်ကြစို့ဗရမယားကခုံပြီးတော့လက်ဖျားလေးနဲ့တိုက်ပြီးတော့လှမ်းပြလိုက်ကြစို့ဗရမယားကခုံပြီးတော့ဆင်းလာခဲ့ပြီးမဟောတထာရက်နေတဲ့နေရာမြေကြီးကအနေ ဖဲကေဝေပုံနာနေတဲ့ဘက်ကမြေကြီးကမြင့်နေဆိုတော့ဗရမ ्या လုံးလေးကမဟောတထာဘက်လိမ့်လာမှာပေါ့ အဲ့ဒါကောက်ကြည့်လိုက်စမ်းမိမာလိုလိုနဲ့ဟုတ်ကဲ့လားရှေ့ကိုကုံကုံပြီးတော့လက်နှစ်ဖက်နဲ့ကောက်တော့အဝေးကားနေကြည့်ရင်မဟောတထာကပြောပြီးတင်ငါများကျုပ်ဖေထက်တောင်ကြီးသေးတာရှစ်မခိုးပါနဲ့ဆိုတော့ရှစ်မခိုးပါဘူးတဲ့အဲ့ဒါမဟောတထာက ချုပ်ပြီးတော့နှစ်ဖူးနဲ့မြေပြင်ပေါ်တိုက်ပေးလိုက်သေးတာတဲ့ အဲ့ဒါမဟောတထာကကေဝိပုံနာကိုဗာနဲ့ဖမ်းလိုက်တာလေဗရမပြဖမ်းနာနောတတဝါတွေသူ့အာယုံနဲ့သူပျော်နေပုံလေးပြောအောင်မယ်ခဏခဏပြောဘူးပါတယ်ထပ်ပြောအောင်မယ်တငယ်ချင်းနှစ်ယောက်ဟုတ်ကဲ့လားတယောက်နဲ့တယောက်ဂတိကဝတ်ထားတာဖြစ်လေတဲ့ဘဝလာခေါ်กว่าမြင်းတဲ့သူက နေတဲ့သူကိုပေါ့ပြစ်မထားနေပေါ့กว่าအဲ့လိုအဲ့လို တယောက်သောပုဂ္ဂိုလ်ကနက်ပြီးရောက်တော့ငါတငယ်ချင်းဘယ်ရောက်နေပါလိမ့်လို့ဒိဗာစကုအဘိညာဉ်နဲ့ကြီးလိုက်တာနက်ပြီး၆ထက်ရနှံ့ရော မတွေ့လူပြီးလဲရှာမတွေ့နောက်တော့ဗမာတွေ့လဲအိမ်သာထဲမှာ မင်းကိုငါပြောသားပဲကုသိုလ်ကောင်းမှုတွေလုပ်ပါဆိုတော့မင်းမလုပ်ခဲ့ဘူးငါကတော့လုပ်ခဲ့လို့နှက်ပြီမှာတခန်းတနာကြီးစသည်ဖြင့်ဟိမဝန္နာချီမွန်ကန်းကြီးမပြောဘူးလားပြောမှာပေါ့ငါမှနှက်ပြီမှာတစ်ဖက်တစ်ဖက်ငါရာစီရှိတယ်နဲ့ဆွဲတရားဟောတာကွယ်ဒီတော့တငယ်ချင်းဆိုတော့အိမ်သာတွေကကောင်းကဘာပြန်ပြောလဲ ဟဲ့ကောင်မင်းနဲ့ပြီမာသာတစ်ဖက်900ရှိတာမဟုတ်ဘူးငါအိမ်သားထဲမှာလဲဟောဗျာဟောခေါ်လို့ရရဲ့လားမရဘူးဘာလို့မရတာလဲပြောတဘေခတ်သိန်းကုံသောတတ္တာအာယုံ၅ပါး၌ညီကတ်တက်ကုံသောတတ္တဝါတို့သည်ဒါပဲပေါ့ သူ့အာယုံနဲ့သူပျော်မနေဘူးလားပျော်နေတယ်နော်ဒီလိုပဲဆိုတာတည်ပြီးလားကဲဒါသိရင်နောက်ထပ်တစ်ခုပြောဦးမယ်ဒါလည်းလူတိုင်းတည်ပြီးသားအတ္တကမင်းနဲ့ဥပရိမိဖုရားအကြောင်းမှာပဲအတ္တကမင်းကြီးကမိဖုရားဥပရိကိုအလွန်ချစ်ဆိုပဲဥပရိကလည်းအလွန်လှဆိုပဲကဲလှလှမလှလှတည်လိုက်ကြပါစို့ကွာသူ့မျိုးသမီးကိုပုံသွားမှာစိုးလို့ ထောဘကံ ပြာယီကံတဲ့ထဲ့ထားတယ်လို့ဆိုပါတယ်မပြည့်ရဘူးပေါ့ဒိဗာသကုရှင်ရသေးကကောင်းငင်ကနေဥယျင်ထဲရောက်တော့ဥယျင်မူးနဲ့တွေ့တော့မေးတာဘယင်ကြီးနေကောင်းသလားကောင်းကောင်းမွန်မွန်အုပ်ချုပ်သလားတိုင်းရပြည်ရာစသဖြင့်ပေါ့ ဒါမေးလေးမေးထားပေါ့နော်အားလုံးကောင်းတဲ့အကြောင်းပြောပြီးတော့နောက်ဆုံးပိတ်ကြတော့သူအမျိုးသမီးလေးသေးလို့မစားနိုင်မတောင်းနိုင်ဘာကွဲတာဆိုလဲလေရင်ခွဲနာကြတာဟုတ်ရဲ့လားအဲ့ဒီတော့သူအမျိုးသမီးနဲ့တွေ့ပေးမယ်ဆိုတဲ့သဘောလေးထားလိုက်ကြပါစို့ကွယ်ဘရင်ကြီးနဲ့တမလွန်ရောက်သူ့မိဖုရားနဲ့ပေါ်အဲ့ဒီတော့ဘရင်သွားခေါ်ကြပါစို့ကွယ် အဲ့တော့ဘယင်ကြီးကကြွားတယ်လှမ်းတယ်ချတယ်အမှတ်ကလေးနဲ့လာမလာခတ်တုတ်တုတ်လာမလာခတ်တုတ်တုတ်လာမနော်ကဲတကိုးတော်နဲ့ခေါ်လိုက်ကြဆိုလာစေတည်းဆိုတော့တိုက်ထဲကထွက်ခဲ့ပြီလားမဟုတ်ဘူးဗျာနောက်ချေးပုံတဲကဘာကြီးလဲနောက်ချေးပိုးနွားချေးပိုးပေါ့တကောင်တဲလားမဟုတ်ဘူးနှစ်ကောင်ဟောဗျာ ခိုမှာအလောင်းနောင်မချရသေးဘူးနှကောင်ဖြစ်နေပါပြီကွယ်အဲ့ဒါမှတ်ထားဘယ်တိုင်းပြီးသွားသွားနှကောင်ပဲဟုတ်ကဲ့လားမြမပြီကလွဲရင်နှကောင်ပဲရှားပါတဲ့ပစ္စည်းလားပြောစံပေါ်ပါတယ်နော်ဥပရိမိဖုရားဟာအစင်းကြောင့်မန်ရစ်လိုနွားချေပိုးမလေး ဖြည့်ရတတ်တယ်သူနဲ့ပါလာတာကနွားချေပိုးဖို့လေးပေါ်လှတယ်မဟုတ်လားဖြူဖြူလေးမဟုတ်ဘူးလား မဲမဲလေးပဲနေမှာပေါ့နော် ကဲရှင်နေလိုက်မယ်မေးကြဆိုကဲအတကမင်းကြီးနဲ့တင့်နာမှာရှိတဲ့နွားချေပိုးဖို့လေးနဲ့ဘသူကိုပိုချစ်တယ်လဲကဲဖြေးလိုက်စမ်းမပိုးဖို့လေးကို ပိုချစ်တဲ့နော်အဲ့ဒါသာကြီးဒါမှတ်ထားကြရုံပဲနော်တတ္တဝရရဲ့တဘာဝ သူဘုံသူဘဝသူအယုံနဲ့သူသာပျော်နေတတ်ကြတာတတိပြုအယုံတွေနဲ့ဖန်ထားတာပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေဟာဖြစ်ရဘဝမှာအယုံတွေနဲ့ပျော်နေကြတာကဲတခုထပ်ပြောလိုက်ပါဦးမယ်တပေါင်းလာပြင်းနေကြီးမှာမြေခွေးလေးဟာမြေကြီးတွေကထွက်လာပြီးတော့အစာရှာဟုတ်ကဲ့လား ပေါက်ပင်က အရွက်မရှိဘူးတပင်လုံးပွင့်နေတာအဲ့ဒါမြေခွေးလေးရဲ့မျက်စိကသားတစ်တွေလို့ထင်နေတာတကယ်သားတစ်ကောဟုတ်ရဲ့လားမဟုတ်ဘူးဘာလဲပြောပေါက်ပွင့်နီနီရဲရဲတွေနော်သားတစ်လို့ထင်တာကဲမျှော်လိုက်ကြပါဦးရှေ့လက်ကလေးနှချောင်းကထောက်နောက်ချီနှချောင်းကခွေ အမိကလည်းခွေဗဇက်ကဟောင်းလောင် မျက်စိကလည်းမော့ပြီးတော့မျော်မနေဘူးလားမျော်နေတယ်ကဲပြောကြစမ်းမျော်မနေနဲ့ဟုတ်ကဲ့လားကဲပြောနေကြတယ်ပေါက်ပွင့်လေးတပွင့်လေထဲဝဲပြီးကြားခဲ့ကြစို့ယောဂီတွေလိုကြွားတယ်လှမ်းတယ်ခြားတယ်နဲ့သွားကောက်မှလားပြေးကောက်မှလားပြေးကောက်မှဘာလို့ပြေးကောက်တာလဲလောဘရှိလို့ဟုတ်ကဲ့လားပြေးကောက်တော့ဘာတွေ့လဲပေါက်ပွင့်နီးတားတက်မဟုတ်ဘူး အချက်ကအချက်ကကြည်နော် အပင်ပေါ်ကဟာကတော့တာတိထင်နေတော့ကြွေကြတာကြတော့ပေါက်ပွင့်နီမျောနေတော့အပင်အောက်မှာအတော်အားတဲ့မြေခွေရေအိုးစင်အောက်ကအင်းုံထဲမှာဘာတွေးရလဲရေတွေးရတယ် အင်းုံထဲမှာရေတွေးရတော့အပေါ်ရေအိုးထဲမှာရေရှိတယ်ဆိုတာမသိရဘူးလားသိတယ်ဒီလိုပဲအင်းသာအောက်ကိုငုံကြည့်လိုက်ဘာတွေးရလဲအဲ့ဒါတွေးရရင် အပေါ်ကဟာမှာဘာရှိတယ်လဲသိပြီလား အပေါ်ကဟာကြတော့တားတိထင်းနေတော့အောက်ကဟာကြတော့ပေါက်ကွင်းနေလို့တီးပြီးအတော်အားတဲ့မြေခွေးဟုတ်ကဲ့လားအဲ့ဒါပေါက်ပွင့်ခွေးမြော်တယ်၎င်းခွေးလေးဟာ ပေါက်ပင်အောက်မှာပဲတေရမယ်ထင်ပါရဲ့ငါတနာတယ်နော်မတနာဘူးလားပေါက်ပင်အောက်မှာမျောရင်းမျောရင်းနဲ့တေရမှာသဘောပေါက်တယ်နော် ကဲ32ဘုံဟာဘာမှမဆန်းဘူးပြိသက်တို့ဒီအာယုံတွေနဲ့ဖန်းထားတာပဲနော်ဘလို့ပဲဟောဟောရုံနိုင်ကြပါမလားရုံနိုင်ဖို့ခက်တယ်နော်32ဘုံကလွတ်ဖို့အဝေးကြီးကိုယ်အိမ်ကကိုယ်ပဲရုံထွက်ကြည့်ပေါ့တတ္တိကောင်းရင်နော်အတော်အားတဲ့မြေခွေးမဖြစ်အောင်စ조사ကြပါအာယုံတွေနဲ့ပြပြီးအဖမ်းမခံရအောင်စ조사ကြပါကဲဒီလောက်ပါပဲ ခန္ဓာတွေကထွက်ကို မထွက်ဘူးအပယ်လေးပုံဆိုတာအရိယာတို့နဲ့ဘာမှကို မဆိုင်ဘူးပုထုဇဉ်များနဲ့သာဆိုင်နာနော်ပုထုဆိုတာကြီးတယ်ဇင်းဆိုတာကလူဒီတော့ကြီးတဲ့လူဆိုရမယ်ဘာကြီးတဲ့လူလဲဆိုတော့လောဘကြီးတာဒေါသကြီးတာမောဟကြီးတာ မထေမြတ်သုံးပါးဟာတရားကိုယူပြီးတော့တဝါတွင်လုံးပြင်းပြင်းထန်ထန်အာထုတ်ကြတယ်ပေါ့အာထုတ်ကြတယ်ဆိုတော့မြတ်စွာဘုရားရှင်ရဲ့တရားတော်ဓမိတ်တရာတရားပိုင်ရှင်ဖြစ်တဲ့ဖရာသခင်ကို ပူဇော်တဲ့နေရာမှာပစ္စည်းရနဲ့ဓမ္မရဲလို့နှမျိုးရှိရာမှာဓမ္မနဲ့ပူဇော်တာအမြတ်ဆုံးပေါ့နော် ပစ္စည်းအားနဲ့ဆိုတာကတော့မြတ်စွာဘုရားရှင်ဟာပစ္စည်းတွေအာယုန်တွေဆွန့်လွတ်ပြီးတော့တောထွက်ခဲ့တာ မလိုဘူးပေါ့အေးဓမ္မနဲ့ပူဇော်ရမယ်အကျင့်နဲ့ပူဇော်ရမယ်အာထုတ်ခြင်းနဲ့ပူဇော်ရမယ်ပေါ့ပြီးတော့တခါအပယ်လေးပုံဆိုတာအရိယာတို့နဲ့ဘာမှကိုမဆိုင်ဘူးပုထုရှင်များနဲ့သာဆိုင်တာနော်ပုထုဆိုတာကြီးတယ်ဇင်းဆိုတာကလူ ဒီတော့ကြီးတဲ့လူဆိုရမယ်။ဘာကြီးတဲ့လူလဲဆိုတော့လောဘကြီးတာ၊ဒေါသကြီးတာ၊မောဟကြီးတာစသဖြင့်အကုန်လုံးပြောရင်ရပြီနော်။ကိလေသာတရားတွေပေါ့။အပယ်လေးပုံဆိုတာဟာပုထုရှင်ဖြစ်တဲ့ပုဂ္ဂိုလ်များရဲ့အိမ်နဲ့တူတယ်တဲ့။ဥပမာဆိုရင် လူဘဝမှာကြီးလိုက် ဘဲသွားသွားကိုယ်အိမ်ကိုပြန်ကြရသလိုပဲဈေးသွားလဲပြီးရင်ကိုယ်အိမ်ကိုပြန်တာပွဲသွားလဲပြီးရင်ကိုယ်အိမ်ပြန်တာအလှူသွားလဲကိုယ်အိမ်ပြန်တာ အဲ့ဒီသဘောလေးလိုပဲပုထုဇဉ်ဟာဘယ်ဘဝဘယ်ဘုံမှာပဲဖြစ်ဖြစ်အပယ်လေးဘုံကို ပြန်ပြန်သွားနေရတာပဲမဟုတ်လားလူဘဝလူဖြစ်ရောက်ပြီးပုထုဇဉ်ပဲဆိုရင်တော့ဘာကြီးပဲဖြစ်ဖြစ်ဘလို့ပုံကိုပဲဖြစ်ဖြစ်အပယ်လေးဘုံနဲ့ဆိုင်နေတာပဲနတ်ပြည်ကိုတက်သွားပြီးဆိုရင်လဲနတ်စည်းစိမ်ချမ်းသာတွေဘလောက်ကြီးကျယ်ခမ်းနားပြီးမဲ့ပုထုဇဉ်ဆိုရင် အပယ်လေးဘုံနဲ့ဆိုင်နေတာပဲ မြမပြည်ရောက်သွားရင်လေမြမအစည်းစိမ်ဘလောက်စံစားစံစား ဘလောက်တကိုးကြီးနေတဲ့ပုံကိုပဲ ဖြစ်နေပါစေပုထုဇဉ်ဆိုရင်အပယ်လေးပုံနဲ့ဆိုင်နေတာပဲဒီတော့အပယ်လေးပုံကလွတ်အောင်တဏီအရိယာဖြစ်အောင် ပြင်းပြင်းထန်ထန်အာထုပ်ပုံလေးကိုပြောတာပေါ့နော်အဲ့တော့အာထုပ်တယ်ဆိုတာဖျားကိုတရားနဲ့ပူဇော်တာ ဖြစ်တယ်လို့အပယ်ကလွတ်အောင်အရိယာဖြစ်အောင်ဟုတ်တယ်မဟုတ်လားမထေမြတ်သုံးပါးဟာအာထုတ်ကြတာတဝါတွင်လုံးပြင်းပြင်းထန်ထန် ဝါကျွတ်တော်သတင်းကျွလာပြင်းနေဆိုတော့တန်ဃာတော်များပဝါယနာ ပြုတဲ့နေပေါ့နော်အဲ့ဒီနေ့မှာအကြီးဆုံးဖြစ်တဲ့မထေကငယ်ဆုံးဖြစ်တဲ့မထေကိုမေးတယ်လေငါရှင်တဝါတွင်လုံးအားထုတ်တာတင်းရဲ့တွေးမြင်ပုံလေးပြောပါဦးတို့အားလုံးကြည်ညိုကြရအောင်ပေါ့ဒီတော့မထေငယ်ကဖြေတယ် အရှင်ဖျားတို့တပည့်တော်တဝါတွင်လုံးအားထုတ်တာတပည့်တော်ရဲ့စိတ်ကလေးဟာကြောင်းပရဝိတ်အတွင်းမှာပဲရှိပါတယ်တဲ့ကြောင်းအပြင်ဘက်ကိုတခါမှမထွက်ဘူးဘူးတဲ့ဟောဗျာအဲ့တော့အရှင်မြတ်တို့ကတာဓုခေါ်ကြတယ်ပြီးတော့မထေလက်ကိုတခါမေးမြန်းတယ်မေးတော့မထေလက်ကဘလို့ပြန်ဖြေသလဲဆိုရင် အရှင်မြတ်တို့တပည့်တော်တဝါတွင်လုံးအားထုတ်လာတာတပည့်တော်ရဲ့စိတ်ကလေးဟာတပည့်တော်နေတဲ့ကမထန်းကျောင်းကလေးအထဲမှာပဲရှိပါတယ်တဲ့ကျောင်းရဲ့အပြင်ဘက်ကိုတခါမှမထွက်ဘူးပါလို့ဆိုတော့ပထမကိုယ်တော်နဲ့ဒုတိယကိုယ်တော်ဘယ်ဟာက ပိုခတ်သွားတယ်လဲဒုတိယကိုယ်တော်ကပိုခတ်သွားတာနော်ငယ်တဲ့ပုဂ္ဂိုလ်များကတခါတခါအရှင်ဖျားအရှင်ဖျားအာထုပ်ပုံလေးလဲ မရှိပါအောင်ဆိုတော့အကြီးဆုံးမထေကငါရှင်တို့တို့များအာထုတ်တာဟာငါတို့ခန္ဓာရဲ့အိမ်မှခန္ဓာရဲ့အပြင်ကို တခါဘူးမျစိတ်မထွက်ပါဘူးဆိုတော့ဘယ်ပုဂ္ဂိုလ်ကပိုခတ်သွားပြန်ပြီလဲဟင်တတိယကိုတော့ဖြစ်တဲ့အကြီးဆုံးပုဂ္ဂိုလ်ရဲ့အဖြစ်ကပိုခတ်တယ်ဟုတ်ကဲ့လားအဲ့ဒါလေးကဝိသုဒ္ဓိမတ်မှာပြတာလေးကဘယ်နဲ့ကြောင်းမှမရှိဘူးတို့အဲ့ဒါလေးချက်ပြောရအောင်နော် ဒီခန္ဓာကိုယ်ကြီးကတော့တစ်သားယုံနဲ့တူတယ်။နာမ်ဆိုတဲ့စိတ်ကတော့ကျိုးနဲ့တူတယ်။အေးကျိုးဆွဲရကားကြတာ ေါသထွက်တဲ့ပုပ်ကိုများစောင့်ကြိုးဆွဲမယ်ထင်နေစောင့်နှင်းလိုက်စမ်းတို့လီဒေါသကခိုင်းမှာပေါ့ရုပ်ဆိုတဲ့ခြေတော်ကြီးကစောင့်နှင်းနင်းနေမှာလီဒေါသကြိုးဆွဲမှာမျက်ဆောင်ကြီးထိုးလိုက်စမ်းလို့လီမျက်နှာကြီးကဗနခေါက်ချိုးလိုက်ပါလို့လီနန်ခိုင်းရာကိုရုပ်ကလှုပ်ရတာယောဂီတွေအနေနဲ့ပြောရရင်နန်ကကြွားလိုက်ပါအောင် ရွှေလိုက်ပါအောင် ကုတ်လိုက်ပါအောင်ပြင်လိုက်ပါအောင်နဲ့ပေါ့အောက်ကပူလှပြီး ြီးကျင်လှပြီးတောက်တင်းလှပြီးနဲ့လေနန်းခိုင်းရာကိုယုတ်ကလှုပ်ရတော့ကျိုးဆွဲရာကိုအယုတ်ကလှုပ်ရတာမဟုတ်လားအဲ့လို့ဆိုရင်သိပြီအဲ့တော့တပိတ်ကိုယူပါ စိတ်ကခိုင်းနာဆိုတော့လက်ကျိုးဆွဲရမှာနန်းဆိုတဲ့စိတ်ကလက်ကလေးကိုကြွားလိုက်ပါလို့ခိုင်းမယ်လေ ကြွားလိုက်ပါခိုင်းတော့ကြွားကျင်တဲ့စိတ်ကို မရှုရဘူးလားကြွားကျင်တဲ့စိတ်ကလေးကိုခန္ဓာဖွဲပါဆိုတော့ဝိညာဉ်နဲ့ခန္ဓာဒါဖြစ်ကြွားကျင်တဲ့ကြွားကျင်တဲ့ရှုမှတ်တော့၎င်းပုဂ္ဂိုလ်ရဲ့ရှုစိတ်ကလေးသည်ရှုခံဖြစ်တယ်ဝိညာဉ်နဲ့ခန္ဓာပေါ်မှာရောက်နေတာကို ခန္ဓာဉာဏ်ရောက်လို့ခေါ်ရမှာပေါ့အဲ့ဒီလိုရောက်တာကိုခန္ဓာတည်းပဲနေတယ် ခန္ဓာတဲကအပြေမထွက်ဘူးလို့ပြောရမှာပေါ့သဘောပေါက်ရဲ့လားလက်ဆိုတာကတော့ပြည့်ညက်ပေါ့တကူလုံးဟာရုပ်ဖဲမဟုတ်လားလက်ဆိုတဲ့ရုပ်ဟာတပိတ်စီကိုလှမ်းနေပြီပေါ့လှမ်းရင်ဘယ်နဲ့ရှုမှလဲလှမ်းတယ်လှမ်းတယ်ရှုရင် ရှုခံဖြစ်တဲ့လက်လို့ခေါ်တဲ့ယူပတ်ခန္ဓာပေါ်မှာရှုဉဏ်ကလေးရောက်တာကိုခန္ဓာဉဏ်ရောက်လို့လဲဆိုသလို ခန္ဓာတွေကမထွက်ဘူးလို့လည်းဆိုရပါတယ်။ဟောလှမ်းနေလှမ်းနေလှမ်းနေနေလိုက်သွားပြီ။တပိန်းနဲ့လက်နဲ့ထိပြီးဆိုရင်ထင်းပြီးဆိုတာဖတ်သားလို့ခေါ်တာပေါ့။အဲ့ဒါကို ခန္ဓာဖွဲ့ရင်တော့သင်္ခါရခန္ဓာအခုသင်္ခါရခန္ဓာကို ထိတယ်ထိတယ်နဲ့ရှုရင်သင်္ခါရခန္ဓာပေါ်ရှုဉဏ်ကလေး ရောက်နေတာကိုခန္ဓာဉဏ်ရောက်လို့လဲဆိုသလို ခန္ဓာကိုယ်တဲကမထွက်ဘူးလို့လဲဆိုရပါတယ်ခန္ဓာတဲကမထွက်ပုံလေးကို ပြောပြတာပေါ့နော်ကဲဒါဖြစ်ရင်အဲ့ဒါလေးနဲ့ရှေ့ဆက်ပြီးကြွားကြည့်ပါဦးရွာတဲကိုယ်လေးကြွားတယ်လှမ်းတယ်ခြားတယ်အဲ့ဒါလို့မဟုတ်လားကြွားတာလေးကရုပ်ဖဲထင်ပါရဲ့ခန္ဓာဖွဲ့ရင်ရူပခန္ဓာ ကြားတယ်လို့ရှုတဲ့အရှင်မြတ်တို့ရဲ့ရှုဉဏ်ကလေးသည်ရှုခံဖြစ်တဲ့ကြွားတယ်လို့ခေါ်တဲ့ရူပခန္ဓာအပေါ်ရှုဉဏ်ရောက်နေတာကိုခန္ဓာဉဏ်ရောက်လို့ခေါ်တယ်ခန္ဓာတွေကမထွက်ဘူးလို့လည်းပြောရတယ်ဒီလိုပဲကြွားတယ်လှမ်းတယ်ချားတယ်နဲ့တစ်မျိုးလုံးတစ်ရွာလုံးသွားကြည့်ပေါ့ရှုဉဏ်လေးနဲ့ရောက်သွားမှာပေါ့အဲ့ဒီရှုဉဏ်လေးဖြစ်တဲ့ယောဂီရဲ့စိတ်ဟာ ခန္ဓာတွေက အပြင်းထွက်သေးရဲ့လားမထွက်တော့ဘူးဒါကိုပြောတာတတိယရှင်မြတ်ကြီးပြောတာကခန္ဓာရဲ့အပြင်းဘက်ကို တခါဘူးမြမထွက်ဘူးပါလို့မပြောဘူးလားပြောတယ်နော်အဲ့ဒါကို သဘောပေါက်ပြီး မဟုတ်လားမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကတတိပဌံလေးပါးတွေကမထွက်ရင်သိမ့်စွန်ရဲနဲ့တူတယ်ရန်သူဖြစ်တဲ့တဏှာဟာဖမ်းလို့မရပါဘူး ဖန်ခွင်မရတော့ပါအဲ့ဒါလို့ဟောတာတဏမာလွတ်မနေဘူးလားလွတ်ပြီနော်ဒါလို့ဆိုရင်ခန္ဓာညာရောက်ကို ပြိတ္တတို့သဘောပေါက်လောက်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အပိုင်းဆက်လေးမှာ ပြန်ဆောင်ကြမယ်နော်